ပြန်လွန်တော်မူသွားတဲ့ကဗဗုဒ္ဓသာသနာပြုရခိုင်ဆရာတော်ကြီးဒေါက်တာဗန်းနန္ဒာညာမီတရားရဲ့အန်တီမဇာဗနာပွဲကိုဒီကနေ့နွေမာလာ၁၇ရက်နေ့မှာအိန္ဒိယနိုင်ငံကုတိနာယုံမြို့မှာကျင်းပခဲ့ပါတယ်။ प्रदेश के कोने कोने से लोग अपने परम पूज्य गुरु जी को အဲ့လိုမကျင်းပါခင်ဆရာတော်ကြီးရဲ့ရုပ်ကလပ်ကိုကုတိနာယုံမျိုးမှာလှည့်လေအပူဇော်ခံခဲ့ကြပါတယ်။လှည့်လေအပူဇော်ခံရာကိုမြို့သူမြို့သားတွေနဲ့ဆရာတော်ကြီးရဲ့တပည့်တပန်းတွေတက္ကတက္ကမတွေထောင်နဲ့ရှိလိုက်ပါခဲ့ကြပါတယ်။ကမ္ဘာဗုဒ္ဓသာသနာပြုဆရာတော်ဝခိုင်ဆရာတော်ကြီးဒေါက်တာဗန်းနန္ဒာညာနီတိယဟာအိန္ဒိယနိုင်ငံ UP ပြည်နယ်မြတ်စွာဘုရားရှင်မဟာပရိနိဗ္ဗာန်ပြုတော်မူရာ ကုတိနာယုံမျိုးက ကုသနာယုံမြန်မာကျောင်းတိုက်မှာတည်င်းသုံးပြီးတော့သာသနာပြုတော်မူနေကြတာပါ UP ပြည်နယ်လက္ခဏာမျိုးကစီယုံတီယုံမှာဆရာတော်ကြီးရဲ့အဆုတ်ယောဂကိုစီကူတာမှုခံယူနေစဉ်အော်တိုဘာလ31ရက်နေ့မနက်အစော9နာရီလောက်ကဘဝနှစ်ထံပြန်လုံတော်မူသွားကြတာပါပြန်လုံတော်မူချိန်မှာတက်တော်90ဝါတော်80ရှိပြီဖြစ်ပါ रे ပြန်လုံတော်မူသွားတဲ့ရခိုင်ဆရာတော်ကြီးဒေါက်တာဗန်းနန္ဒာညာနီတရားဟာ နှစ်ပေါင်း60တိုင်အောင်အိန္ဒိယမြန်မာနိုင်ငံအကြားဘာသာရေးဆိုင်ရာကျူးပန်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးအဲ့လိုကျူးပန်းဆောင်ရွက်ခဲ့မှုဟာအလွန်တရာကြီးမားလာတယ်လို့လေဒီနေ့နိုဝင်ဘာလ17ရက်နေ့မှာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ထားပါတယ်။ဆရာတော်ဖျားကြီးဟာအိန္ဒိယနိုင်ငံမှာဘာသာမင်းနဲ့ဘာသာခြားလူပေါင်းများစွာကိုဗုဒ္ဓဘာသာအဖြစ်သို့သွတ်သွင်းနိုင်ခဲ့တဲ့သာသနာပြုပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါအပြင်အိန္ဒိယနိုင်ငံဗုဒ္ဓဂါယကမဟာဗောဓိစေတီတော်မြတ်ကြီး ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီးကော်မတီဥက္ကဋ္ဌအဖြစ်ဆယ်နှစ်တိုင်တိုင်တာဝန်ထမ်းဆောင်ရွက်ခဲ့ပါတယ်။မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူရာကုတိနာယုံကမဟာပရိနိဗ္ဗာန်ရုပ်ဘောတော်မြတ်ကြီးနဲ့ကျောင်းတော်မြတ်ကြီးကိုထိန်းသိမ်းဆောက်ရှောက်ခဲ့တာကုတိနာယုံမှာအခက်အခဲအမျိုးမျိုးကြားကရွှေတဂုံပုံစံတူ မဟာတုခန္နာရှမ်းသာရေးစီတီတော်ကိုတည်ထားပူဇော်နိုင်ခဲ့တာစတဲ့အများစွာသောသာသနာပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဆရာတော်ကြီးဒေါက်တာဗန်းနန္နာညာနီတရားဟာရခိုင်ပြည်မင်းပြားမြို့နေဇီးပင်ကြီးကျေးရွာသာတီဖြစ်ပါတယ်။ခမီးတော်ဦးမောင်ကျော်သူနဲ့မေရော်တော်ဝင်းမြောက်စီကနေ1298ခုနှစ်တစောင်းမုံလဆုတ်73ရက်နေ့ခရစ်တက္ကရီ 1936ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာဖွားမြင်ခဲ့တာပါသက်တော်16နှစ်မှာဇီးပြင်းကြီးကြီးရော်ကဓမ္မရခိတကျောင်းတိုက်မှာဥပစ္စည်းပြုပြီး ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပါတယ်သက်တော်16နှစ်အရွယ်မှာရန်ကုန်မြို့ကမင်္ဂလာယာမပါဠိတက္ကသိုလ်မှာပရိယတ္တိစာပေတွေစီးပူးတင်ကြပြီးမူလာတန်းအငေတန်းအလက်တန်းအကြည်တန်းနဲ့ဓမ္မစရိယတန်းကိုအောင်မြင်ခဲ့ပါတယ် တက်တော်26နှစ်ယဟန်ပြူဘွားအရွေမှာအိန္ဒိယနိုင်ငံသို့သာသနာပြုစေလို့ဖို့ဆီယာရောဂျီရီရဲ့ရွေးချယ်တာကိုခံခဲ့ရပြီးအိန္ဒိယကိုရောက်ရှိလာခဲ့ပါတယ်။ဆီယာရောဂျီဟာကမ္ဘာဗုဒ္ဓသာသနာပြုဆီယာရောတစ်ပါးဖြစ်ပြီးဒေါက်တာဗန်းနန္နာညာနီတရာအဘိဓဇမဟာရထဂူရုအဘိဓဇအက္ကမဟာတတမဇောတိကအက္ကမဟာပန္တိတာ ်အက်ကမဟာတဒမဇောတိကတစစတဲ့ဘွဲတော်တွေကိုလည်းရရှိခဲ့ပါတယ်။ဒါ့အပြင်ဆရာတော်ကြီးဟာဘာသာရေးနဲ့ဆိုင်တဲ့ကျမ်းစာကျမ်းကိုပြသခဲ့ပြီးကိုရီးယားနိုင်ငံ၊အင်္ဂလန်နိုင်ငံ၊အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကဘွဲပေါင်း20ရောရရှိခဲ့တယ်လို့ပြကြပါတယ်။ဆရာတော်ကြီးဟာပြီးခဲ့တဲ့2021ခုနှစ်ဇန်နဝါရီလမှာမြမအစိုးရကရှင်းမြင်တဲ့ တ်မဟာရထဂူရုဝေကိုရရှိခဲ့တဲ့အတွက်အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံမတ်ကြီးအပါအဝင်အိန္ဒိယနိုင်ငံကဗုဒ္ဓဘာသာအဖွဲ့အစည်းနဲ့နိုင်ငံတကာလူကထက်မှန်ဆုံးပြုရှင်းနေတာကိုတွေ့ခဲ့ရပါတယ်။ဆရာတော်ကြီးပြန်လုံတော်မူသွားတာဟာပြခိုင်မျိုးသားတွေအတွက်သာမကဗုဒ္ဓဘာသာဝင်တွေအလုံးအတွက်အစာထိုးမရတဲ့ဆုံးကျုံးမှုကြီးတစ်ရက်လေးဖြစ်ပါတယ်။ဆရာတော်ကြီးအခုလိုပြန်လုံတော်မူသွားတဲ့အတွက်ဆရာတော်ကြီးရဲ့တပည့်တပန်းတွေနဲ့ ဆရာတော်ကြီးကိုလေးစားကြည်ညိုကြတဲ့တက္ကသဂါမတွေကဝန်းနေပူဆွေးနေကြတယ်လို့လည်းသိရပါဗျ။